အားလုံးမင်္ဂလာပါရှင်။ Happy Life Time မှာပြန်လည်ကြိုဆိုပါရစေ။အခုပြခြင်းတဲ့အကြောင်းအရာပေါ့နော်။ဒီဗီဒီယိုလေးကတော့24ရက်3လ2025ပေါ့နော်။အဲ့ဒီနေ့ရက်မှာ တနေ့ရပေါ့နော်။တနေ့ရက်ဆိုကန်တုံးကူမှာညနေ6:29မိနစ်လောက်မှာဖြစ်သွားခဲ့တဲ့ကားလမ်းမြေပြိုမှုအကြောင်းလေးပါ။ဒီကားလမ်းမြေပြိုမှုကတော့ဒီတွင်းအကျယ်ကအချင်း20မီတာရှိပြီးတော့အနက်က20မီတာရှိတယ်လို့သိရပါဗျ။အဲ ုံထဲမှာလည်းဒီဗီဒီယိုထဲမှာလည်းတွေ့မှာပေါ့နော်။ကားကတော့ကန်ကောင်းပြီးတော့လွတ်မြောက်သွားတယ်။ဒါပေမဲ့ဒီဆိုင်ကယ်သမားကတော့အသက်30လောက်ရှိရဲ့ပေါ့နော်။အသက်30ခန့်ရှိရဲ့ဒီဆိုင်ကယ်သမားကတော့ဒီအမျိုးသားဖြစ်ပြီးတော့နှလုံးရက်အနေထားနဲ့ပြန်ပြီးတော့ရှာဖွေနေတယ်လို့သိရပါတယ်။ဆိုတော့ဒီဗီဒီယိုတစ်ချက်ကြည့်ကြည့်ပေါ့နော်။အခုဖြစ်သွားတဲ့နေရာကကြတော့လေဒီဒီအောက်မှာရှိတဲ့ရေပိုက်တွေပေါ့เนาะထားတဲ့နေရာလို့လေလူတွေကတော်တော်များများတော့ပြောကြတယ် သူတို့နိုင်ငံမှာမြေအောက်မှာပေါ့နော်ရေတွေကို ရေထားတဲ့စနစ်ရှိရဲ့ဆိုတော့ကြောင့်မလို့ရေတွေကတော့အများကြီးထွက်လာတယ်လို့ပြောလို့ရပါဘောเนาะဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ video ထဲမှာပါတယ်အရှိယကာဘောเนาะအရှိယကာကတော့ကံကောင်းသွားတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဆိုင်ကယ်သမားကတော့ကံမကောင်းသွားနေပဲဒုတိယမြောက်ထပ်ပြူသွားလို့ဘောเนาะပြီးသွားတဲ့အခြေအနေမျိုးကိုတော့ဒီ video ထဲမှာမြင်ရတယ်ဘောเนาะဆိုတော့ကားကြီးကတော့မကြောက်ခင်းနဲ့ဆက်ပြီးတော့မောင်းနေကြတယ်မသိတာလည်းဖြစ်လောက်တယ်ဘောเนาะအခုကတော့ဆိုင်ကယ်သမားကိုပြန်တွေ့ပြီးပြန်တွေ့ပြီးမယ်ခုနပြောခဲ့သလိုမျိုးပဲ အာဒီအချိန်ရောက်မှလို့နှလုံးရက်ပြီးတော့စုံသွားတာပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကိုရီးယားမှာဆင့်ခိုးရီးယားလေးအဲကြောက်ဖို့ကောင်းတယ်ဆိုတော့အဲပြီးွားလို့ရှိရင်ပေါ့နော်ဒီပထဝီမြေကြီးရကြည့်မယ်ဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းမှာအဲ့လိုမျိုးတွေဖြစ်တာပိုများတယ်ပေါ့နော်ဒီကိုရီးယားနိုင်ငံတနိုင်ငံတွေမှာမဟုတ်ဘူးတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းဖြစ်တာမျိုးတွေတွေ့ရတယ်ဆိုတော့ဘယ်မှာပဲနေနေပေါ့နော်ဟိုအခက်မတင်လို့ရှိရင်တော့ဒီလိုမျိုးတွေသဘာဝဘယ်ရနေလေကြုံတွေ့နိုင်တယ်ကြုံတွေ့ မိနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတဘာဝပြည့်ရနေတွေကိုကြုံတွေ့ရကြုံတွေ့မယ်ဆိုလို့ရှိရင်လည်းဂယူးဆိုင်ဖို့မှာချင်ပါတယ်အဲကို့အသက်ကိုညံဆောင်တဲ့အတွက်ကြောင့်မလို့နော်ဒါမဲ့ဒီတဲကတော့ဆိုင်ခဲ့သမားကတော့သူကဘယ်လိုမှလည်းပြေးလို့မလွတ်တဲ့အခြေအနေပေါ့လေဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးပေါ့နော်ဒီ SC တဲ့ပေါ့နော်ဖြစ်သွားတယ်လို့ပဲထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအားလုံးပဲတည်ရအောင်အတွက်ညှော်ပြီးခြင်းပဲဖြစ်ပါရဲ့ရှင်ဆိုတော့ဗီဒီယိုလေးကိုထပ်ပြပေးပါမယ်နော်